မင်္ဂလာပါ Soccer House ရဲ့တင်ဆက်မှုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်အဆီဇင်ကိုတော့ကျွန်တော်တယောက်တည်းတင်ဆက်ပေးသွားမှာပါဒီအဆီဇင်ရဲ့ topic ကတော့ Barcelona အသင်းရဲ့တိုက်စစ်အကြောင်းတိုက်စစ်ရဲသုံးဖို့ဘာကြောင့်ဒီလောက်ကောင်းရတာလဲဘာတွေကသူတို့ကိုဒီလိုကစားနိုင်ဖို့ဖန်တီးပေးထားတာလဲဘာတွေထူးခြားနေတယ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် Barcelona အသင်းရဲ့တိုက်စစ်ကအားလုံးနဲ့သိရတဲ့အတိုင်းပဲပြီးခဲ့တဲ့လပိုင်းတွေကလေးကစုစုပေါင်း၉အရှည်အတွက် ရာကျော်သွားခဲ့တယ်ပေါ့နော်အဲ့တော့ကိုးရီအတွက်ရာကျော်တယ်ရာကျော်တဲ့အပြင်ကိုသူတို့ကစားနေတဲ့ကစားဟန်ကတော်တော်လေးကိုကြွားရတယ်ဒါကတစ်ချက်နောက်တစ်ချက်ကတော့ဘာစီလိုနာရဲ့အစင်အလာကစားပုံကနေအနည်းငယ်ကွဲထွက်ပြီးတော့ကျွန်တော်တို့အခုခေတ် modern ပုံစံနဲ့အထူးသဖြင့် German တွေကနေမြပြားခံလာတဲ့ဒီ verticality ပေါ့နော်ဒီ downlight ကစားပုံတွေအရင်တော့ Spanish ရဲ့ပုံစံကတော့ horizontal အဲဒီအခြေအနေမှာ position gain နဲ့ positional football ကိုနှစ်ခုပေါင်းကစားရင်းနဲ့ ရှင်းကတာပေါ့နော်ဒါအခုနောက်ပိုင်းကအဲ့ဒီအပိုင်းတွေကိုကစားတော့ကစားနေစေပဲဒါပေမဲ့ short ချလာပြီးတော့ verticality လို့ခေါ်တယ်တောင်လိုက်ဒီပြေးလွှားမှုတွေကိုပို့ပြီးတော့လှုပ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီ hand ကို Barcelona တင်းမှာလည်းတွေ့ရတယ်ပြောမယ်ဆိုရင်အရင်ကဒီသူတို့ရဲ့ position highly volume position ပေါ့နော် position အများကြီးခိုင်းထားပြီးကစားတဲ့ပုံထက်အဲအဲ့ဒီပုံစံကိုဆက်ခိုင်းထားတော့မယ်ဒါပေမဲ့ဂျာမန်တွေအသုံးပြုတယ်အထူးသဖြင့် hand safe flick က ခုနဒီလက်ရှိ modern game ရဲ့ဝိသေသတွေဖြစ်တဲ့ vertical တတိကိုပေါင်းဆက်လာခဲ့တာဖြစ်တယ်အဲ့တော့ပို့ပြီးတော့ထူးခြားရတဲ့ barcelona အသင်းကိုမြင်ရတယ် barcelona အသင်းဟာသူတို့အသင်းရဲ့အစဉ်လာအတိုင်းဘောလုံးကို position အများကြီးခြင်ထားတဲ့တစ်ချိန်တည်းမှာပဲဒီတခြားသောဒီ modern thing တွေကစားတဲ့ break တွေ transition တွေကိုလည်းပေါင်းဆက်ပြီးတော့ကစားနေရအောင်တွေ့ရတယ်ဒါဟာသူတို့အသင်းရဲ့ထူးခြားချက်ဖြစ်တယ်အဲ့တော့ပုံစံမျိုးစုံနဲ့ဒီပွဲပြိုင်ပွဲကို ထိမ့်ချုပ်နိုင်တယ်လှည့်စားနိုင်တယ်အကင်ထားနိုင်တယ်ပေါ့နော်တော့ဒီအခြေအနေကနေပဲအခုလိုကိုးတွေကိုအများကြီးတွင်းပြနေရဖြစ်တယ်အထူးသဖြင့်ဒါပြီးခဲ့တဲ့ Champion League တော့ဆိုရင်ဒေါ်မွန်အသင်းကို၄ခုပြတ်တွင်းခဲ့တယ်အပြီးတော့ဒီသူတို့အသင်းရဲ့ရဲသုံးပေါ်တိုက်စစ်အတွဲပေါ့နော် Rafinha Lewandowski နဲ့ Lamine Yamal အဲ့တော့ဒီ၃ယောက်အတွဲရတယ်တော်လေးကိုပူပေါင်းဆောင်ရွက်မှုအရန်ကောင်းသလိုတယောက်ချင်းစွမ်းဆောင်ရှိကလည်းလက်ရှိအချိန်မှာဆိုရင်ဒါကမ္ဘာထိပ်တန်း နှုံးဖြစ်နေရပေါ့နော်လက်ရှိဥရောပမှာလည်းကိုသွင်းရအကောင်ဆုံးလည်းဖြစ်နေကို contribution အများဆုံးလည်းဖြစ်နေတယ်ပြောမလို့ဆိုသူတို့လှုပ်ထားတဲ့ပမာဏကြီးကတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်လာလီဂါမှာဆိုရင်3ဦးပေါင်းဟာဒါပြောမလို့ဆိုရင်ကိုပေါင်း40ကျော်သွင်းထားတယ်ကိုဖန်ဒီမို20ကျိန်လှုပ်ထားတယ်ပေါ့နော်ဒါအပြင်ဒီချန်ပီယံလိမှာဆိုရင်ဒါ3ဦးပေါင်းကို28ကိုသွင်းထားတယ်ကိုဖန်ဒီမို10ကျိန်လှုပ်ထားတယ်ပြီးတော့ဒီသူတို့ final ရောက်ရှိနေတဲ့ကိုပါတယ်ရီမှာဆိုရင်လည်း3ဦးပေါင်း6ကိုသွင်းထားတယ်9ကိုဖန်တီးထားတယ် ဒီလိုပဲသူတို့ဒီပြီးခဲ့တဲ့ Super Copa del España မှာဆိုရင်လေ9 9ခုတွင်နေ9ပန်တီဘူ2ချိန်ထုတ်ထားတယ်အဲ့တော့ပေါင်းလိုက်မယ်ဆိုရင်9ဒီပမာဏအရှိအတွက်ကကြောက်ခမန်းလေးလေးဖြစ်နေပြီးတော့ယောပါရဲ့အကောင်ဆုံး level ကိုရောက်ရှိနေတာဖြစ်တယ် La Liga မှာတော့ Lewandowski က25ခုနဲ့ဒါကိုသွင်းပရင်စုမှာထိတ်ဆုံးကပြေးနေတယ်ပေါ့နော် Champion League မှာတော့ Rafinha က73ဂိုးနဲ့ထိတ်ဆုံးမှာရှိနေတယ်အဲ့တော့ Champion League မှာ Rafinha က assist မှာဦးဆောင်နေတယ်လို့ လာလီကမှာတော့လာမင်းရှမာကဥဆောင်လေးဆိုလိုချင်တာကဒီတိုက်စစ်ရေးသုံးပေါ်ဟာကန်နာအသီးသီးမှာသူတို့ရဲ့ဒီပေါင်းစပ်မှုနဲ့အတူဘာစီလိုနာတိုက်စစ်ကိုအကောင်းဆုံးပုံဖော်ထားတာကိုကျွန်တော်တို့မြင်ရနိုင်တယ်အဲအဲ့တော့သူတို့ကို type ပြကြည့်မယ်ဆိုရင် Lewandowski ကဒါတိုက်စစ်မှုဖြစ်တယ်ပြီးတော့တိုက်စစ် line ကိုဥဆောင်သူလည်းဖြစ်တယ် target man နဲ့ force 9ပုံစံနှစ်မျိုးစလုံးကိုပေါင်းကစားနေတဲ့ဝိုင်းကစားသမားကြီးလည်းဖြစ်တယ် သူတို့ကိုဒီ provider ပေါ့နော် chance creation တွေ provide လုပ်ပေးတဲ့ကစားသမားကတော့ lamin jama तू ကလူငယ်ကစားသမားဖြစ်ပေမဲ့ तू က playmaker ပုံစံကိုပို့ပြီးတော့ကစားတယ် rafinha ကတော့ဒီ tight set ရဲ့ energetic ဖြစ်တဲ့ဒီ energy သမားဖြစ်တယ်ပြီးတော့ဒီ run တွေပေါ့နော်တခြားသော run တွေကိုပြေးပေးတဲ့လူပြီးတော့ဒီ secondary run တွေကိုပြေးပေးတဲ့လူတစ်ချိန်လုံးဒီပြိုင်မက်ကန်ဆယ်ကိုသူ့ရဲ့အမြန်နှုံးနဲ့ချိန်ချောင်းနေရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါ lewandowski ကအသက်အရွယ်တခုရှိတဲ့အခါမှာ speed အားဖြင့်နေတယ်ဗောနော်အဲ့တော့အဲ့ speed ကို Rafinha ကနှစ်ဆသူကိုယ်တိုင်ရဲ့ဒီပြေးလွှားမှုဒီ better man ဇာတ်တရားပြေးလွှားမှုဟောပြီးတော့ဒီ central channel အနေနဲ့ပြေးလွှားမှုဟော Rafinha က two way threat အနေနဲ့ပြေးပြနေတာဟိုကျွန်တော်တို့ Barcelona ရဲ့ပွဲတွေမှာမြင်ရနိုင်တယ်အဲ့တော့ပြောမယ်ဆိုရင် Barcelona ရဲ့ပွဲတွေအထူးသဖြင့် Rafinha ရဲ့ကစားပုံက modern ball လုံးအတွက်နောက်ထပ်စဉ်းစားချက်တစ်ခုအထပ်ပေးတယ်ဗောလေအဲ့တော့အခု2005လောက်ကနေဒီ2020 20ကျော်လာတဲ့အထိမှာကျွန်တော်တို့ inverted winger တွေ ကျွန်တော်အများကြီးမြင်ခဲ့ရတယ်ဆိုလိုချင်တာကဘေတောင်မန်ကနေညာတန်ကစားတယ်ညာတောင်မန်ကနေဘေတောင်ကစားတယ်အတွင်းကိုချိုးဝင် cat inside လို့ပြီးတော့ golden boot ချင်းကတဲ့ပုံစံလေးပေါ့နော်အဲ့ဒါတွေကဒီဘောလုံးရဲ့ default လို့တော့ဖြစ်လာခဲ့တယ်ပေါ့နော် traditional winger တွေဖြစ်တဲ့ဘေတောင်မန်မှာဘေတောင်ကစားညာတောင်မန်ညာတန်ကစားဖြစ်တဲ့ဘောတွေအများသုံးဆိုတဲ့ပုံစံကပျောက်သွားခဲ့တာကြာလာပြီအဲ့တော့အခု Rafinha ကဘယ်တော်မှမပယ်တန်နေနဲ့ကစားတာဖြစ်တယ်။ဒါပေမဲ့ traditional ပုံစံမဟုတ်ဘူး။သူကစားနေတာက modern ပုံစံပဲ။ဒါပေမဲ့ထူးခြားတာက cut inside လုပ်ပြီးတော့ဒီကန်သွင်းဖို့ထပ်ဆိုင်ရင်သူဟာအတွင်းထဲကိုကတ်ပြီးတော့ဒီ left inside channel ထဲမှာနေရာယူပြီးတော့ဒီတက်တက်ပြေးမှုတွေလောက်တာဖြစ်တယ်ဒီလိုမျိုးတောင်မှန်နေရာယူခြင်းကနေအလေကိုဖြတ်ဝင်တာမျိုးမဟုတ်တော့ဘဲနဲ့သူ့ရဲ့နေရာယူခြင်းကိုကအတွင်းထဲကိုဝင်တယ်အတွင်းထဲကနေတက်တက်ပြေးရဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပြီးတော့တချို့သောအခြေအနေတွေမှာတော့အတွင်းကိုလည်းပြေးတယ်ညာတောင်မှန်ထိလည်းပေါင်ကစားတာမျိုးကျွန်တော်တို့မြင်ရနိုင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာမြင်နေရတာ roughing ညာကဒီ this style ရဲ့ အကောင်းဆုံးပုံစံတစ်ခုကိုပြမိတယ်သူ့ရဲ့ဒီပြေးလွှားခြင်းတွေဘောလုံးကိုခြင်ထားရတဲ့အစားအသုံးအနေနဲ့အဲဒီအလွတ်ပြေးတာမျိုးတွေပုံများပြီးတော့အဲ့ဒီလမ်းကြောင်းတွေကိုဒီကွင်းလယ်ဘောလုံးတွေပြီးတော့ကွန်တဲစီရဘောလုံးတွေပြီးတော့လာမင်းချမစီရပေါင်းဆက်မှုတွေဝင်လာတာကိုတွေ့ရတယ်အဲ့ဒီပုံစံနဲ့လည်းအန်ခိုင်းဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့ဒီတိုက်စစ်အခင်းကျင်းမှာဥဆောင်သူကတော့ Rafinha နဲ့ဒီ Lewandowski အထူးသဖြင့် Rafinha က off the ball အခြေအနေတွေမှာဥဆောင်တယ်ပြီးတော့လွတ်နေတဲ့ space တွေကိုပြေးလွှားခြင်းကိုလုပ်တယ်အဲ့ဒီလွတ်နေတဲ့ space တွေကိုညွန်ပြခြင်း ကန်နာကိုတော့လေဗန်ဒေါစကီကလုပ်တယ်ပေါ့နော်လေဗန်ဒေါစကီအနေနဲ့အထိအသက်ကြီးဆုံးစာသမားလည်းဖြစ်တယ်တွေ့ကြုံအရင်ချက်ဆုံးလည်းဖြစ်တယ်ပြီးတော့အရေးသွေးအဖြစ်လည်းဒါ elite level ကိုနှစ်ပေါင်းများစွာရောက်ရှိနေပြီဒါလည်းဖြစ်တဲ့အခါမှာဒီ space တွေရဲ့သဘောတဘာဝကိုကောင်းကောင်းနားလည်သလိုသူ့အနေနဲ့ဝင်ယူသလိုဒီကိုယ့်ရဲ့ကစားပေါ်တွေကိုတွက်လဲအကောင်းဆုံးခြံပြေးနေတယ်ပြီးတော့သူ့ရဲ့ body language တွေသူ့ရဲ့ပါစက်နဲ့ညွန်ချားမှုတွေလက်နဲ့ညွန်ချားမှုတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ဘာစီလိုနားရဲ့ပွဲတွေမှာ အဲ့တော့ဒါဟာဘာစလုံးဒိုက်စစ်ကိုပိုကောင်းစေတဲ့အရာဖြစ်ပြီးတော့အဲ့ဒီအတွက် commanding power ကိုတော့ Lewandowski ကပေးရနေရဖြစ်တယ်။ညာတော်မှာတော့ Lamine Yamal ရှိတယ်။ Yamal ကတော့ကျွန်တော်တို့အများဆုံးအကောင်းဆုံးမြင်တွေ့နေရတာပေါ့နော်။ unorthodoxy လို့ခေါ်တဲ့ပုံမှန်မဟုတ်တဲ့ကစားဟန်။ပြောမှဆိုရင်ပေးပို့မှုတွေကပုံမှန်အပြင်ဆိုရင် safe pass တွေပေးကြတယ်ပေါ့နော်။ဒီအတွင်းကို wide ပြီးပေးရင်ပြင်မယ်။ဒါပေမဲ့ Lamine Yamal ဟာ ဒီသူ့ရဲ့ outside of food နဲ့ဒီဘက်ကပြန်ဝိုက်ပြီးပြီးရင်ပြင်မယ်ညာဘက်ကိုအသုံးရင်သုံးမယ်ပုံစံမျိုးစုံနဲ့တင်မမထားတဲ့ angle တွေတင်မမထားခဲ့တဲ့နေရာတွေကိုသူသွားတယ်တင်မမထားခဲ့တဲ့ angle တွေနဲ့ပြပူတာတွေသူအများကြီးပြုလုပ်တယ်တစ်ချိန်တည်းမှာကန်သွင်းမှုတိုးခြင်းကြော်ဖြတ်မှုမှာလည်းတကယ်ပါရမီအမြောက် level ပေါ့နော်အဲ့တော့ခြေစွမ်းအားဖြင့်ပါရမီရောက် level ရှိနေပြီသားအဲ့ဒီဟာကိုသူ့ရဲ့ decision making ကဒီပို့ပြီးတော့တိုးတက်စေတယ်ပေါ့နော် ပြီးတော့ရေးရဲမှုနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာလာမေဂျာမာရဲ့ခြေစွမ်းကလုံးဝကို ဒါစီရခတ်ပြီးတော့ဒီတိုက်စစ်အတွက်လည်းခုနကကစားသမား၂ယောက်တွဲဘက်ကစားသမား၂ယောက်ဖြစ်တဲ့ Rafinha နဲ့ Lewandowski တို့ရဲ့ပုံစံကိုဒီဘက်ကလာမေရှမာကအကောင်းဆုံးပြည့်စွမ်းပေးနိုင်တာဖြစ်တယ်။ဒါမှမဟုတ်သူတို့၃ယောက်ထဲနေတော့မပြီးဘူး။ပြောမှဆိုနံပါတ်10 row ပေါ့နော်။နံပါတ်10 row ကစားသမားရဲ့အရေးပါမှုပြောမှဆို sacrificial ပေါ့လေ။နံပါတ်10 row ကစားသမားဟာသူ့ရဲ့နေရာကို Rafinha ကိုလာမေရှမာတို့ကဝင်ယူနေတာဖြစ်တဲ့အတွက်သူဟာဒီဝင်ယူတဲ့လူတွေနဲ့လိုက်ရောညှိထွေရွေးရှားနိုင်ဖို့လိုတယ်ပေါ့နော်။အဲ့တော့ဒါကြောင့်မလို့လေ Gavi က ခြေစွမ်းအားဖြင့်ကောင်းမယ်မယ်ဒီနေရာနဲ့အသိအံမဝင်သေးတာကျွန်တော်တို့မြင်နိုင်တယ်။ဒန်နီအိုလ်မိုကတော့အကောင်းဆုံးကစားတက်ပြီးတော့ဖာမင်လိုဘတ်စာလည်းဒီပုံစံနဲ့ light ဖက်ညီတဲ့ပုံစံတွေ့ရပြောမယ်ဆိုရင်အခြေအနေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့တောင်းကိုရှော့ပြီးတော့အနောက်ကိုရှော့ပြီးတော့ကစားပေးရတဲ့တောင်းကိုအကောင်းဆုံးလုပ်နိုင်တာဟုတ်ဒီဖာမင်လိုဘတ်တို့ဒန်နီအိုလ်မိုတို့မှာတွေ့ရတယ်ပေါ့နော်။ပြီးတော့သူတို့နှစ်ယောက်နောက်မှာတော့ double pivot ရှိတယ်။ဘာစီလိုနာရဲ့ double pivot ကအထိုင်မဆန်ဘူးပြီးတော့ ပြောမယ်ဆိုရင် defensive midfield system မပါဘဲနဲ့ ball playing player တွေနဲ့ဖွဲ့စည်းထားတယ်အဲရွေးရှားမှုအရင်ကောင်းတယ်ပေါ့နော်အဲ့တော့ကွင်းလေဖန်တီးတဲ့အခါမှာကျွန်တော်တို့ဒီကစားသမားတွေနှစ်ယောက်ဟာ cancel ၄ယောက်တန်းနဲ့ပေါင်းပြီးတော့အကုန်လုံးကတန်းတဲ့လိုမျိုးကစားတယ်ပေါ့နော်ဒါ cancel မှာဆိုရင်တော့ Barcelona ရဲ့နာမည်ကျော် outside trap တွေကိုဖန်တီးဖို့အတွက်ဖြစ်တယ်တိုက်စစ်မှာတော့အလုံးစုဖွဲ့ပြီးတော့လင်းလင်းမြန်မြန်ကစားနိုင်ဖို့ဖြစ်တယ်ဒီချိန်ထဲမှာ Alex Berdi ကတော့ Rafinha ထားခဲ့တဲ့ပေတောင်မှအကြောင်းတစ်လျှောက်မှာ သူလွန်ထိုးပြီးတော့နေရာယူပြီးတော့ကစားတယ်ပေါ့နော်ခုနေ့ကတော့ဒီ cancel ကို solid back ပုံစံအနေနဲ့အချင်းနေပေါ်မူတည်ပြီးတော့ကစားတယ်ပေါ့လေအဲ့တော့ဒီအစုအဖွဲ့ဒီဘော building ပုံစံပေါ့နော် cancel ကနေကစားခွက်တိစောက်ခြင်းပုံစံကလည်းတော်တော်လေးကိုလှပတော့တွေ့ရအထူးသဖြင့် battery ပြန်ပါလာတဲ့အချိန်ကစပြီးတော့ Barcelona ဟာအရန်ကောင်းမွန်တဲ့ဒီ queen လေ play ကိုပြနိုင်နေခုနောက်ဘက်မှာတော့ဒါ Mike Cassar တို့တန်ရရသွားတယ် Frankie Di ရောင်းဝင်လာတယ်ပေါ့နော် Frankie Di ရောင်းဝင်လာတဲ့ခါမှာတော့အစောပိုင်းမှာ ဟန်ချက်မညီမှုတချို့ရှိပေမဲ့လည်းတဖြည်းဖြည်းနဲ့ဘာစီလိုနာကအဲဒီဖရန်ကီဒီအောင်နဲ့ပက်ထရီယိုရဲ့အတွဲရဲ့အဲသူတို့ရဲ့ elite ဖြစ်တဲ့ခြေစွမ်းတွေကျွန်တော်တို့မြင်လာရတယ်ဒီကစားသားနှစ်ယောက်လုံးကဘောလုံးကို pass distribution ကောင်းကောင်းလုပ်နိုင်တယ်ဘောလုံးကို press resistant ကောင်းကောင်းခံနိုင်တယ်တယောက်ချင်း dribbling နဲ့ကောင်းကောင်းဆွဲပြနိုင်တယ် penalty area box ထိရောက်အောင်ဝင်ရောက်နိုင်တယ်ပြီးတော့ဒီကန်သွင်းချက်တွေဖန်တီးမှုတွေပြောမလို့ဆို end protest တွေကိုလည်းကောင်းကောင်းလုပ်နိုင်တယ်ဟောဒီကစားသားနှစ်ယောက်က defensive midfield တွေတော့မဟုတ်ဘူး ဒါမဲ့ပြောမယ်ဆို offensive ကိုတော်တော်ကောင်းတဲ့ center midfield ဖြစ်တယ်အဲ့အဲ့ဒီဟာတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာအခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဘာစီလိုနာတိုက်စစ်ဖြစ်လာတယ်ပြောမယ်ဆိုရင် cursor တို့အရင်ကောင်းပါတယ်ဒါမဲ့ cursor တို့နေရာမှာ friendly ဒီအောင်ဝင်လာခြင်းကဒီအစုအဖွဲ့ကိုနောက်တစ်ဆင့်မြင့်ပေးစေနိုင်မယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့ဒီအရေးအငွေ့တွေလည်းစတင်မြင်နေရပြီအဲ့တော့ဒီတရားဒီလိုမှာ cursor တို့နဲ့ barcelona ဟာပြောင်ပြောက်စွာဆွမ်းဆောင်ပြထားခဲ့တာပေါ့နော်ဒါမဲ့အခု friendly ဒီအောင်တဲ့အတူဒီထက်ပိုတဲ့အဆင့်နေ ွားနိုင်မလားကျွန်တော်တို့ဆက်လက်အဆောင်ကြည့်ရမယ်လက်ရှိမှာတော့ဘာစီလိုနာရဲ့ flagship အနေနဲ့ဘိုက်စစ်3ယောက်ဘိုက်စစ်ရဲ3ပေါ်ရဲ့စွမ်းဆောင်ရေးကလုံးဝကိုအမြင့်ပြန်နေရပေါ့နော်ဒါပေမဲ့တို့အမြင့်ပြန်နေရဲ့ခြေစွမ်းဟာတို့ရဲ့အကောင်းမှုနဲ့လည်းဆိုင်နေဒီလိုပဲနောက်မှာစုဖွဲ့ထားတဲ့အစုဖွဲ့ရဲ့ဒီပံ့ပိုးမှုနဲ့လည်းအများကြီးဆိုင်နေရဟုတ်တင်ပြချက်နဲ့ဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဘာစီလိုနာကဥရောပရဲ့အကောင်းဆုံးနဲ့ diverse အဖြစ်ဆုံးဘိုက်စစ်အတွဲတစ်ခုကိုပြတ်တန်နေလို့ပြောရမယ်လက်ရှိဒီရသည်မှာအကောင်းဆုံးစိတ်ကျဉ်းစရာအကောင်းဆုံးဒိုက်စစ် စားရင်ပျက်သန့်နေတဲ့အသင်းတွေဖြစ်တာ Liverpool တို့ PSG တို့ရှိတယ်ပေါ့နော်အဲ့ဒီမှာ Barcelona ရှိတယ် Barcelona ရဲ့ပြနေတဲ့ပုံစံတော့တင်းကူးအခြေတော်အားဖြင့်ကောအဲ့ဒါ level အားဖြင့်ကော player ရဲ့ဆွဲဆောင်မှုအားဖြင့်ကောတော်တော်လေးကိုအဆင့်မြင့်လာလို့တော့ကျွန်တော်တို့ဟိုလက်ခံနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့လက်ရှိမှာတော့အဲ့ဒီ dice ဟာ um Barcelona ရဲ့ဒီ trial dice တွေပေါ့နော်တမိုင်းဝင် trial dice တွေတမိုင်းကြောင့်လျှောက်မှာအများကြီးရှိခဲ့တယ်ကျွန်တော်တို့ဟိုးဒီ1990ကာလတွေ dream team ကာလတွေမှာတော့ဒါသွားပြီးတော့ ကောက်လို့ရတယ်ပေါ့နော်ဒါဘက်ခီရိုတို့ပြီးတော့ဒီရိုမာရီယိုပြီးတော့ခရစ်တိုစတိုက်အော့ဖ်တို့ရှိရပေါ့နော်အဲ့နောက်ဘက်မှာဒါပေါ်ပီရောစင်ခက်မှာဆိုရင်လည်းပြောမှာဆိုရင်လူးစ်အန်ရီကေရိုနယ်ဒိုကြီးပြီးတော့ဖီဂိုနဲ့ဒါထရိုက်ဒိုက်စစ်လို့ကျွန်တော်ပြောလို့ရတယ်အနောက်ပိုင်းဒီ2006ချန်ပီယံလိဖိုင်နယ်ဆိုရင်လည်းဒါဂူလီရဲ့အီတူရဲ့ရိုနယ်ဒင်ယိုရဲ့ပေါ့နော်နောက်ပိုင်းမှာတော့အီတူရိုနယ်ဒင်ယိုမက်ဆီနောက်ပိုင်းမှာတော့ဒါမက်ဆီဒါဗစ်ဗီယာပါဒိုရို နောက်ပိုင်းမှာတော့ဒါ MSN တိုက်စစ်အတွေ့အစရှိသဖြင့်ဒီကဘာကျော်ပြီးတော့ဒီသမိုင်းတွင်တဲ့ trial တိုက်စစ်အတွေ့အများကြီးရှိခဲ့တယ်။အဲ့တော့ဒီຢာဒီမှာလေအခု Rafinha Lewandowski နဲ့ဒီဘက်က Lamine Yamal တို့ရဲ့အတွေ့အဲ့ trial တွေကိုဝင်မဲ့အနေထားကိုပြသနေတယ်။ဒါ Rafinha ကဆိုရင်ပြီးခဲ့တဲ့ Champion League ပွဲမှာဒီကိုသွင်းခဲ့တဲ့ပါဝင်ပတ်သက်မှုတွေအကြောင်းဒါပြောမယ်ဆိုရင်ဘာစီလိုနာသမိုင်းတလျှောက်မှာရီဗယ်ဒိုရိုရိုနယ်ဒီညိုရိုရဲ့ဒီတရားတီတွင်းကိုပါဝင်ပတ်သက်မှုတော့ ကျော်လွန်ခဲ့ပြီလို့သိရတယ်ပေါ့နော်အဲ့ဒါဒီပမာဏရဲ့ကြောက်စရာကြီးဖြစ်တယ်အဲ့တော့သူရော်နယ်ဒိုကြီးကိုပဲကျော်ဖို့ကြံတော့တယ်လို့ကျွန်တော်ယူဆမိတယ်ပေါ့နော်အဲ့တော့ပြတ်တန့်နေတဲ့ခြေစွမ်းတွေအကုန်လုံးဒါဘလွန်ဒေါ်ကိုမျက်စောင်းထုတ်လို့ရတဲ့ခြေစွမ်းဖြစ်တယ်ဒါအပြင်ဘာစီလိုနာကဒီယာတီမှာဖလားသုံးလုံးအိမ်မဖြစ်တဲ့ travel အိမ်မကိုလည်းမှတ်နိုင်စွမ်းရှိနေတယ်လာလီကမှာလည်းအားကောင်းဆုံးအခြေအနေမှာရှိတယ်လို့ချန်ပီယံလိကလည်းဆီမီဖိုင်နယ်ကိုခြေတလှမ်းမှာကတက်ပြီးသွားခဲ့ပြီ။ကိုဘယ်ဒယ်ရီမှာလည်းဖိုင်နယ်ရောက်နေပြီ။ခြေစွမ်းကလည်း တော်တော်လေးကိုပြသနေရတွေ့ရတယ်အဲ့တော့အားလုံးကိုပေါင်းကြည့်လိုက်မယ်ဆိုရင်ဒီ triodice အတွေ့ရဲ့ဒီရာသီမှာကြီးထွားလာမှုဒီရာသီမှာပြသနေတဲ့အခြေစွမ်းဘာစီလိုနာရဲ့ပုံမှန်နဲ့အနည်းငယ်ကွဲထွက်တဲ့ diverse ဖြစ်တဲ့ skill set တွေကိုပြနေတဲ့အခြေစွမ်းတွေကိုကျွန်တော်တို့မြင်ရတယ်ကြီးကျူးထိုက်တဲ့ triodice အတွေ့အဖြစ်ကျွန်တော်ကတင်ဆက်ခြင်းပါတယ်ကြီးစုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒါ Soccer House ရဲ့နောက်ပိုင်းစီစဉ်မှာလည်းကျွန်တော်အနေနဲ့အခုလိုတင်ဆက်မှုတွေပြုလုပ်ပေးသွားဖို့ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ရွက်ကြပါမယ်ခင်ဗျာ